အခုလိုစိုးပြေတစဲပေါ်စိမဆောက်ပဲဟင်ဝီယန်နာအတင်းကဲလို့ပြောခဲ့နေရတဲ့တတတံတတတံကတလက်တလို့အပြုံမှုတွေလည်းပွပွနဲ့ခြားပြားတက်ကပေါ်ပေါအောင်နေထိုင်တာပါဒါပြန်ဥပညာလောကမှာဆိုရင်လေလူတိုင်းနဲ့တက်အောင်နေရပါသူနဲ့ခင်မေဆိုရင်လေအနည်းကဆုံးမှဒါနေထိုင်တတ်တာပါ ဒီလိုပြမှုတွေအကြောင်းပဲလက်တလုံးမှာတက်တက်တွန်ကန်ဟေဝီယန်နဲ့ပတ်သက်ပြီးအရင်ကပြောဆိုခဲ့နေရတာပါဟေဝီယန်ရဲ့အစဉ်ရှိရတနာရောင်းဆိုင်ပွဲမှာဆုံးခဲ့ရတဲ့ဗီဒီယိုလေးတစ်ပုဒ်ကလူပြောများနေရပါအဆိုပါရီယိုဖိုင်မှာစင်ပေါ်မတက်ခင်ဟေဝီယန်နဲ့အတူတက်တက်တွန်ကန်ဆိုဖာမှာထိုင်နေခဲ့ပါတယ်ဆိုဖာပေါ်မှာထိုင်နေရင်နေရအတူတပ်ပေါ်ရရတာပြတ်တော့တက်တော့ပါရိုက်နေရပါ ရန်နီရရဲ့အချိန်မှာတတထွန်းကဟင်းဝီရနဲ့အရင်ကွန်ယူနေတဲ့အပြုံမှုတချို့ဖြစ်နေခဲ့ပါတယ်။တတရရမှာမို့တတထွန်းကဟင်းဝီရဲ့ပေါင်ပေါ်လက်ကိုတင်ထားခဲ့ရဖြစ်ပါတယ်။ဟင်းဝီရရဲ့ပေါင်ကလက်နှစ်ဖက်လုံးနဲ့ဂိုင်းထားတဲ့အတွက်လူပြောများသွားခဲ့တာဖြစ်ပါတယ်။ ဟင်းဝီရဲ့ရပောင်ကိုကင်စရာမလိုပါဘူးဆိုပြီးပြောသူတွေရှင်းလာခဲ့တာပါ။ဒါပြန်ထထထွန်ရဲ့အပြုံမှုတွေကပိုလိုနေတယ်လို့ဆိုနေရပါ။လက်ရှိမှာဟင်းဝီရဲ့အဆိုပြတစံတို့ကလည်းစစ်ဆက်ထားပြီးပြီမို့စီမဆောက်ပြီးတာဆိုပြီးအပြစ်မျိုးစုံတင်ခံနေရဖြစ်ပါတယ်။ဒါကြောလူတွေကအထင်လွဲနေကြတာဖြစ်ပါတယ်။အဆိုပါဗီယိုဖိုင်ကလက်တလုံးမပွဲတက်ထားတဲ့ဗီယိုမဟုတ်ပါဘူး။စင်ရှင်ရတနာဆိုင်ဘက်ကနေအမတ်တရအနေနဲ့အရင်လပိုင်းကပွဲတက်ကို တင်ထားတာပါ အကလလောဆယ်မဟုတ်တဲ့အတွက်အဲ့ချိန်တုန်းကစုပြည့်တစင်းနဲ့ဟင်းဝီယန်တို့ချက်တူဆိုတာတထက်တွန်းအနေနဲ့တီမမဟုတ်ပါဘူးသူတို့နေရာတွင်းနေရာကိုလူများကမရင်မိတဲ့အခြေပြပြနေကြတာကြောင့်ပါချက်တူကောင်မလေးကို official ချောင်းပြထားတဲ့အချိန်မှာတရားရေးပွဲမှုတထက်တွန်းက လွလဆွာနဲ့ပြုံမိုးနေဆိုင်ခဲ့တာဖြစ်ပါတယ်တကယ်လို့အခုလက်ရှိတာဆိုရင်သူနေနဲ့လည်းမကြခင်လက်ထက်တော်မဲ့အမျိုးသားပေါ်မှာတပတ်အမျိုးသမီးစိတ်ပေါ်ရအောင်ပြုံမိုးနေထိုင်မှာမဟုတ်ပါဘူးတက်တက်ထွန်းကအလလုတ်တဲ့အချိန်မှာကမစရိမိအောင်သာနေထိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လေအခုချိန်မှာလူတွေအတင်မြန်လွဲစရာဖြစ်သွားကြရပါတတက်တွန်ကဟင်းဝရန်ကောမဟုတ်ပေသူနဲ့တွေ့ရရတဲ့မင်သားတိုင်းနဲ့ယူနီအောင်နေတဲ့သူပါဒါမှလည်းအများမြင်မှာလို့ယူထရမျိုးမဟုတ်ပေတကယ်စုံတွဲနဲ့တူအောင်ဖြစ်ပါတယ် တချို့ကလည်းတက်တက်တွန်းကိုလိုအပ်တာထက်ပိုအောင်လုပ်ယူနေတယ်လို့အပြစ်ပြောကြရရှိပါတယ်။တကယ်တော့သူမကပိုအောင်လုပ်တာမဟုတ်ပဲဖော်ရွှေအောင်ဆက်ဆံတတ်တာဖြစ်ပါတယ်။ဒီလိုအဖြစ်တွေကိုချိန်ပြေမင်းသားမင်းသမီးတွေရဲ့အင်တာဝေးကနားလည်မှုအပြည့်ရှိမှရမှာလို့ပြောဆိုနေကြတာပါ။မင်းသားကိုယူထားရစနေဆိုလေအတော်လေးကိုနားလည်ပေးနိုင်မှရမှာပါ။ ရရှိရရင်သွဲသွားသွဲလာလို့နေရတာကနားလဲပေးနိုင်မှသာအဆင်ပြေမှာဖြစ်ပါတယ်။တချို့ကတော့ဘလို့မှနားမလဲပေးနိုင်တဲ့အတွက်နောက်ဆုံးမှအင်တာဗျူးကိုအဆုံးတက်လိုက်ရပါတယ်။ဟေဝီယန်ရဲ့ဆုပြေတစဉ်တို့ကတယောက်နဲ့တယောက်နားလဲမှုနဲ့ရှေ့ဆက်နေကြတာပါ။စတူတက်တဲ့အချောင်းတွေပြည့်တဲ့အချိန်တယောက်နဲ့တယောက်အကြီးကျယ်ရင်ဖြစ်တယ်ဆိုတာလည်းမရှိပါဘူး။တယောက်နဲ့တယောက်နားလဲကြကစိတ်ကောက်တာတော့တိတ်မကြဘူးလို့တရားပါတယ်။နေထိုင်ကလည်းအေးတာမို့ပြဿနာဖြစ်စရာမရှိပါဘူး။ ဒါပြင်ဟင်းဝရန်ကလည်းဆူပြည့်ကိုအင်အားချက်ကလွတ်လိုက်ကြရလို့တရားပါရင်ဟင်းဝရန်ရဲ့ဆူပြည့်တစင်တို့ရဲ့အင်တောင်ကြီးကနားလေမှုတွေနဲ့ရေရှည်လက်တွေကြမယ်လို့ထင်လားဆိုတာခံမှန်းပြကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့လည်းကျေးဇူးတင်ပါတယ်